လူတိုင်းလူတိုင်းဟာသူတို့လူကျင်နာတွေရဖို့သူတို့ဖြစ်ချင်တဲ့ဘဝတစ်ခုကိုရဖို့ဖြစ်ဖို့အတွက်ကိုအရေးအမြစ်တွေပြည့်စုံပြီးသားပါအဲ့ထက်ပိုကောင်းတာကလူတိုင်းမှာ limitless life လို့ခေါ်တဲ့အကန့်အသတ်မရှိတဲ့ဘဝတစ်ခုကို နေထိုင်ဖို့အတွက်အရေးအချင်းတွေပြည့်စုံပြီးသားပါ အရေးအမြစ်တွေလည်းပြည့်စုံပြီးသားပါ အကယ်၍အခုဒီဗီဒီယိုကြည့်နေတဲ့ကျွန်တော်လူငယ်တွေမိတ်ဆွေတွေဒီဘဝမှာ limitless life လို့ခေါ်တဲ့ကန့်တတ်မဲ့တဲ့ဘဝတစ်ခုကိုပိုင်ဆိုင်နေတယ်ကိုလိုချင်တာတွေရချင်တယ်ဖြစ်ချင်တဲ့ဘဝတစ်ခုကိုဖြစ်ချင်တယ်ဆိုလို့ရှိရင်တော့ကျွန်တော်အခုဒီကဘာကြော်တဲ့ framework လေးတစ်ခုနဲ့ကျွန်တော်မိတ်ဆက်ပေးမယ်အဲ့ framework လေးတစ်ခုကိုကျွန်တော်ချပြပေးမယ်အဲ့တော့အဲ့ဒီ framework လေးကဘယ်လိုလုပ်ထားတာလဲဆိုတော့ကျွန်တော် gym quick ဒီကဘာပေါ်မှာ memory နဲ့ပတ်သက်ပြီးတော့မှ training တွေပေးနေတဲ့ကဘာကြော်တဲ့ပုဂ္ဂိုလ်ကနေပြီးတော့မှသူက twin ထားတာအဲ့ဒီ framework လေးကိုကျွန်တော် မျှဝေပေးမယ်။အဲ့ဒီ framework လေးကဘာလဲဆိုတော့ကျွန်တော်တို့ကြည့်အောင်။နောက်ကျွန်တော်အဲ့ဒီ framework ကိုကျွန်တော်တို့ဘာခေါ်လဲဆိုတော့ M O M framework လို့ခေါ်တယ်။အဲ့တော့ M ကဘာလဲဆိုတော့ M ကကျွန်တော်တို့ motivation နော်ပြီးရင်အသေးစိတ်ကျွန်တော်ပြန်ရှင်းပြမယ်နော် motivation အဲ့တော့ O ကတော့ဘာလဲဆိုတော့ကျွန်တော်တို့ outlook outlook လို့လည်းခေါ်ရတာမဟုတ် mindset ပေါ့ เนาะနောက်ထပ် M ကတော့ကျွန်တော်တို့ဘာလဲဆိုတော့ method အော်ဒီဒီကျွန်တော်ဒီ framework လေးကို M O M framework လို့ခေါ်တယ် motivation outlook ဒါမှမဟုတ် mindset ဒါမှမဟုတ် method အဲ့တော့သူတို့ကြည့်အောင်အဲ့တော့ motivation ဆိုတာကကြတော့ကျွန်တော်တို့ဘာလဲဆိုတော့ကျွန်တော်တို့ရဲ့စန္ဒเนาะလှုပ်ချင်တဲ့စန္ဒ လုံမယ်ဆိုတဲ့စန္ဒစန္ဒကိုကျွန်တော်တို့ပြောတာပါเนาะစိတ်ခွန်ကအပြည့်အဝနဲ့စတော့မယ်ဆိုတာကိုကျွန်တော်တို့က motivation အဲ့တော့အခုဒီဗီဒီယိုကြည့်နေတဲ့ကျွန်တော်လူငယ်တွေမိတ်ဆွေတွေဒီလေလိုချင်တဲ့ဘဝတစ်ခုလိုချင်တာတစ်ခုရပြီဆိုလို့ရှိရင်အဲ့ဒီဟာကိုရဖို့အတွက် motivation အရေးကြီးတယ်เนาะ motivation စိတ်ခွန်အားအပြည့်နဲ့ထားလုံမယ်နော်ရအောင်ယူမယ်ဆိုတာကကျွန်တော်တို့အရေးကြီးတယ်အဲ့တော့အဲ့လို motivation အပြည့်အဝရဖို့ဆိုလို့ရှိရင်လည်းကျွန်တော်တို့မေခွန်းတစ်ခုကိုပဲမေး เนาะအဲ့ဒီမိခုံးကဘာလို့ဆိုတော့ကျွန်တော်တို့ why เนาะ why ငါဘာကြောင့်မလို့ဒီဟာကိုလိုချင်တာလဲเนาะအဲ့တော့ကျွန်တော်ဆိုလို့ရှိရင်ဥမာဂျင်းကိုနေ့တိုင်းသွားတယ်တပတ်ကို9ရက်သွားတယ်မပြတ်မကွက်သွားတယ် okay အဲ့တော့ why ငါဂျင်းကိုဘာကြောင့်သွားချင်တာလဲငါချမ်းမာဖို့အတွက်နော်ငါအသက်ရှင်ရှင်နေနိုင်ဖို့အတွက်နော်ငါလူတွေကိုအချိုးပြုတ်နိုင်ဖို့အတွက်အဲ့ဒီ why ကိုကျွန်တော်တို့ကခိုင်မာသွားပြီဆိုလို့ရှိရင် motivation ကအပြည့်ရတာ เนาะဒါကြောင့်မလို့ကျွန်တော်တို့နံပါတ်1လိုချင်တာကိုရဖို့ဆိုလို့ရှိရင်အရေးကြီးတာဒီ motivation เนาะအဲ့တော့ motivation ရဖို့ဆိုလို့ရှိရင်လည်းကျွန်တော်တို့က why ကိုမေးเนาะဆိုကြပါစို့ငါကချမ်းသာတဲ့လူတစ်ယောက်ဖြစ်ချင်တယ်အဲ့တော့ချမ်းသာတဲ့လူတစ်ယောက်ဖြစ်ချင်တာဘာကြောင့်ဖြစ်ချင်တာလဲငါငါကလူတွေကိုပေးဖို့ကမ်းဖို့အကူအညီဖို့ဟဲ့လားငါမိသားစုကိုအကောင်းဆုံးကိုထားဖို့ငါနိုင်ငံတော်ငါပြည်သူတွေကိုငါဘာလို့ပေးဖို့ဆိုတော့ why ခိုင်ပါပြီဆိုလို့ရှိရင်ကျွန်တော်ဒီ motivation ကတက်လာပါပဲเนาะအဲ့ဒီ why မခိုင်ပါဘူးဆိုရင်တော့ဘာမှကျွန်တော်တို့ လုပ်ချင်မှာမဟုတ်ဘူး။ဒါမှမဟုတ်အရေးကြီးတာကျွန်တော်တို့နံပါတ်1 MD motivation ရကြည့်ပါတယ်။အဲ့တော့နောက်တစ်ခုကတော့လာပြီးကျွန်တော်တို့နောက်တစ်ခုက outlook ဒါမှမဟုတ် mindset နော်အဲ့တော့ချို့ရ motivation ရတဲ့တန်းပြီးတစ်ခုတစ်ခုစလုပ်လိုက်တယ်။နော်ချမယ်ကွာလုပ်မယ်ကွာပြီးတော့ကောက်ရိုးမီးဖြစ်သွားတယ်။နော်ကောက်ရိုးမီးဖြစ်သွားတယ်။ဘာကြောင့်ကောက်ရိုးမီးဖြစ်တာလဲဆိုတော့ဒီ mindset မခိုင်ပါလို့နော်အဲ့တော့ mindset မခိုင်ပါလို့အဲ့တော့ mindset ဆိုတာကခံယူချက်ပြောမယ်ဆိုလို့ရှိရင် ဒီအရာတစ်ခုကိုလိုချင်တဲ့အရာတစ်ခုကိုရဖို့အတွက်ကိုယ့်ရဲ့ mindset ကကောင်းမနေဘူးဆိုလို့ရှိရင်ကျွန်တော်တို့တရားပေါ့ရမှာမဟုတ်ဘူးเนาะဟာတစ်ချက်ပြောဆိုလို့ရှိရင်ငါအသက်ကြီးပြီเนาะငါအဲ့လောက်ကြီးအရေးချင်းမရှိပါဘူးငါအဲ့ဒါတွေဖြစ်လာမှာမဟုတ်ပါဘူးစမပြေပါဘူးမရတော့ပါဘူးမဟုတ်တော့ပါဘူးဆိုတဲ့ mindset နဲ့ဒါကျွန်တော်တို့နေမယ်ဆိုလို့ရှိရင်ဘာဖြစ်မလဲဆိုတော့လိုချင်တာရမှာမဟုတ်တော့ဘူးเนาะစလိုက်တယ်ရက်သွားတယ်ဒါပဲဖြစ်နေမယ်အဲ့တော့ကျွန်တော်တို့က mindset ကောင်းမှုကကြာဘာလို့ရမှာလဲဆိုတော့ မေးခွန်းတွေမေးရမှာเนาะအဲ့တော့ questions တွေမေးရမှာဟုတ်လားအဲ့တော့ဟုတ်ပြီအဲ့တော့ငါငါကငါထင်တယ်ငါအသက်ကြီးပြီငါမှအရေးရှိမရှိပါဘူးဟုတ်ပြီအဲ့တော့မေးခွန်းပြန်မေးငါမှအရေးရှိမရှိဘူးဆိုတာကဘယ်လိုအချက်လက်တွေကိုခြေခံပြီးတော့ပြောရလဲဘာကြောင့်မလို့ပြောနိုင်တာလဲဘယ်သူကပြောတာလဲเนาะအဲ့တော့အသက်ကြီးပြီးတော့ရောအသက်ကြီးပြီးတော့ရောသူတို့လိုချင်တဲ့ဘဝတစ်ခုကိုရဖို့အတွက်ကြိုးစားနိုင်ခဲ့တဲ့သူတွေမရှိဘူးလားအောင်မြင်မှုတွေကြီးပွားတော့တဲ့ချမ်းသာမှုတွေရအောင်လုပ်နိုင်ခဲ့တဲ့သူမရှိဘူးလားဆိုတဲ့ မေခုံးနေပြန်မေးတာကိုခံယူထားတာတွေကမှန်လားမလားနော်တကယ်ပြောရမယ်ဆိုလို့ရှင်တော့ကိုခံယူထားတာခံယူထားတာပဲမှန်မှန်ကြီးမှမှန်လိမ့်မယ်အဲ့တော့ကျွန်တော်တို့အရေးကြီးတာဒီ question တွေမေးပါနော်နောက်တစ်ခုကတော့ကျွန်တော်တို့ဘာလဲဆိုတော့အရေးကြီးပြီ method နော်အဲ့တော့ motivation တွေကတော့အပြည့်ပဲ mindset ကလည်း share ပဲကောင်းတယ်ဒါပေမဲ့နည်းစနစ်မှားနေလို့ကျွန်တော်တို့မရဘူး method တွေကမှန်နေဖို့လိုတယ် method နော်အဲ့တော့မက်သက်ဒီဘာမက်သက်သုံးပါလို့ကျွန်တော်သူများတွေနဲ့မတူတဲ့မက်သက်တွေသူများတွေနဲ့မတူတဲ့ဟာတွေကိုကျွန်တော်တို့ကသုံးမှသာမတူတဲ့ရလက်တွေကျွန်တော်တို့ရမှာဟာတခြားသူတွေကတော့ကွာစူးစမ်းကြည့်တာမရပါဘူးငါလည်းရမှာမဟုတ်ဘူးလို့ကျွန်တော်တို့မထင်ပါနဲ့တခြားသူတွေနဲ့မတူတဲ့နည်းလမ်းတွေနဲ့ကျွန်တော်တို့ဘာလုပ်လို့ရလဲဆိုတော့စူးစမ်းကြည့်လို့ရတယ်နော်အဲ့တော့မက်သက်ကတော့ကျွန်တော်တို့ဘာလုပ်လဲဆိုတော့ကျွန်တော်တို့ကမက်သက်ကတော့ကျွန်တော်ကကိုယ့်ရဲ့ကိုယ်ကြီးမှန်းချက်ပန်းနိုင်ကြီးကိုကျွန်တော်ကလုံနိုင်တဲ့လုံဆောင်နိုင်တဲ့အဆင့်လေးတွေဖြင့်ဟိုခွဲလိုက်တယ်နော် ဟိုဆိုတင်းတင်းလေးဖြောင်းလို့တက်ပေါ့နော် steps လေးလုတ်လိုက်တယ်ပြီး app step ကိုကျွန်တော်တို့စပြီးတော့มาရှောက်တယ်ပြီးတော့มาကိုကိုကို feedback ပြန်ယူတယ်နော်ကိုကိုကို feedback ပြန်ယူတယ်အဲ့တော့ဒါဒီကျွန်တော်တို့မတ်သက်ပဲအဲ့တော့ခုဒီဗီဒီယိုကြည့်နေတဲ့ကျွန်တော်လူငယ်တွေမိတ်ဆွေတွေရောဒီ M1 framework လေးနဲ့ကျွန်တော်တို့တွားကြည့်ပါဘဝမှာ limitless life လို့ခေါ်တဲ့ကျွန်တော်အကန့်အသတ်မဲ့တဲ့ဘဝတစ်ခုကို ရပါလိမ့်မယ်။ဒီကြောင်းအနေကနေပြီးတော့မှအခုဒီဗီဒီယိုကြည့်နေတဲ့လူငယ်တွေမိတ်ဆွေတွေအကျိုးတစုံတွေရလိမ့်မယ်လို့ကျွန်တော်ပြောလိမ့်ပါမယ်။အခုတော့အကျိုးတစုံတွေရတယ်ဆိုလို့ရှိရင်တော့ထုံစံတိုင်းပဲ comment မှာ yes ဆိုရေးပြပါဦး။ဒီဗီဒီယိုစုထောင်ကြည့်ပြီးတော့ကျေးဇူးများတင်ပါတယ်။ကျွန်တော်တို့ကိုကြံလဲအောင်ပါ။မင်္ဂလာရှိသောနေ့တွေဖြစ်ပါစေ။ thank you